ခြေစစ်နဲ့တွေ့ပြီးအသက်ရှင်ဖို့ခွန်အားပြည့်ခဲ့တဲ့ကိုများတယ်အားလုံးပဲမင်္ဂလာပါပီကာဆိုအန်တာတိတ်မန့်ကလည်းကြိုဆိုပါရတယ်။တာယာရဲ့နေလေးတနေ့ဖြစ်ပါစီလို့စုမကောင်းလည်းတောင်းပေးလိုက်ပါရတယ်။ဒီနေ့ပြောပြပေးတော်မယ့်ရုပ်ရှင်လေးကတော့ Guzer Red ဆိုတဲ့အိန္ဒိယဒရမာဆာကကောင်းလေးပဲဖြစ်ပါရတယ်။ကိုမြရင်ဟာတချိန်ကအလွန်အောင်မြင်ကြော်ကြခဲ့တဲ့မြေလက်ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပေမဲ့လည်းအခုချိန်မှာတော့မတော်တဆမှုတစ်ခုကြောင့်လက်ဝဲအောက်ပိုင်းတစ်ခုလုံးမလှုပ်ရှားနိုင်တော့ပါဘူး။သူရဲ့သူနာပြုဆင်မဖြစ်တဲ့နေနီကတော့ကိုမြရင်အိမ်မှာတနေကုန်နေပြီးတော့ကိုမြရင်ရဲ့တနေတာကိစ္စအဝဝကိုနေ့စဉ်အနီးကပ်ဆောင်ရွက်ပေးလို့ရှိပါတယ် ကိုမရရရေဒီယိုစီစဉ်တခုမှာပုံမှန်တင်ဆက်ပြီးတော့လူတွေကိုအကောင်းမြင်စေရှိဖို့နဲ့ဘဝကိုရှုံ့မပေးပဲရှေ့ဆက်ဖို့စိတ်ဓာတ်မြင့်တင်ရေးသင်ခန်းစာတွေဟောပြောလေးရှိပါတယ် နေ့တော့ကိုမြတ်ရင်ဟာသူ့တငယ်ချင်းရှေ့နေတူဖြစ်တဲ့ဥမာကိုခေါ်ပြီးတော့သူ့ဆန္ဒတခုကိုပြောပြပါတယ်။ကိုမြတ်ရင်ကအချိန်ပြည့်သူတစ်ပါးကိုမိကိုအားကိုးနေရတဲ့သူဘဝကိုညီငွေ့လာတာကြောင့်ဤသည်နစ်စရာလို့ခေါ်တဲ့မိမိကိုကိုညင်သာသောအဆုံးစီခြင်းပြုလုပ်ဖို့ကိုစိတ်ကူးနေခဲ့ပြီးတော့သူ့ဘက်ကနေရှေ့နေလိုက်ပေးဖို့အတွက်ဥမာကိုတောင်းဆိုပါတယ်။ဥမာလည်းကိုမြတ်ရင်ရဲ့စိတ်ကူးကိုလက်မခံဘဲနဲ့အမျိုးမျိုးဖြောင်းပြကြည့်ပေမဲ့လည်းနားမဝင်တော့တာကြောင့်ကိုမြတ်ရင်ကိုစလေးနှစ်ကြာကူတာပေးခဲ့တဲ့ဒေါက်တာဝင်းပေကိုဆက်သွယ်ပြီးတော့အကျိုးကြောင့်ရှင်းပြလိုက်ပါတယ်။ ဒေါက်တာဝင်းပေရောက်လာပြီးကိုမြတ်ရင်ကိုဖြောင်းပြကြည့်ပေးမယ်လေကိုမြတ်ရင်ကသူ့လက်ချောင်းကလေးတွေကိုသူမြောက်နိုင်လောက်အောင်မစွမ်းဆောင်နိုင်တော့တဲ့အတွက်အလွန်စိတ်ဆင်းရဲနေရကြောင်းကိုပြန်ပြောခဲ့ပါတယ်ဘလုံးမပြောမရတဲ့အဆုံးမှာတော့အုံမလည်းတငယ်ချင်းဖြစ်သူရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့တရားရုံးမှာရှောက်လွှဲကြည့်ပေမဲ့တရားသူကြီးတွေကဒီလိုကိစ္စကိုလက်မခံနိုင်ကြဘဲနဲ့ဝိုင်းဝန်းကန့်ကွက်ကြပါတယ် နောက်နေ့မနေ့မှာတော့နီနီကတင်းစားဖတ်နေရင်လည်းအကြောင်းဆုံးတီးသွားပြီးနောက်မှာတော့သူ့ကိုစိုးစောစီမပြောရကောင်းလားဆိုပြီးကိုမြရင်ကိုစိတ်ဆိုးသွားပါတယ်။အင်းရှိောက်တော့သစိမ်းလူငယ်တူကိုတွေ့ရပြီးတော့အဲ့ဒီလူငယ်ကသူ့နာမည်ကကြော်စာဖြစ်ပြီးသူဟာကိုမြရင်အခုလက်ရှိတင်ဆက်နေတဲ့ရေဒီယိုစီစဉ်ကိုပရိုဂျူဆာလုပ်ပေးဖို့စိတ်ဝင်စားလို့လာတာဖြစ်ကြောင်းကိုသူ့ကိုယ်သူမိတ်ဆက်ပါတယ်။သူဟာကိုမြရင်ကိုအလွန်လေးစားအားကျပြီးတော့ကိုမြရင်နဲ့အတူအလုပ်တွဲလုပ်ဖို့စိတ်ရထက်သန်ကြောင်းကိုနီနီကိုပြောပြပါတယ်။ဒီလိုနဲ့နီနီလည်းကြော်စာကိုကိုမြရင်ရှိတဲ့ခန်းတွေကိုခေါ်လာခဲ့ပါတယ်။ကိုမြရင်နဲ့ဆက်တွေ့နေချင်းမှာပဲကြော်စာစိတ်လို့ပြီးစကားနိုင်ငံမှားသွားတာကြောင့်ကိုမြရင်စိတ်ခုသွားခဲ့ပါတယ်။ ကျော်သားကကိုမြတိုင်ဟာတကူလုံးမလုံရှားနိုင်တော့ပဲလူအများကြီးကိုလွှမ်းမိုးနိုင်တဲ့သူဖြစ်တာကြောင့်လူတွေကလည်းအကောင်းမြင်စိမ့်နဲ့ရှင်သန်မှုဟောပြောလေးရှိသူဖြစ်တာကြောင့်ကိုကိုကိုအဆုံးစီမှုကိုမစင်စားတင်ကြောင်းကိုသူ့အမြင်ကိုထုတ်ပြောပြလိုက်ပါတယ်ဒီစကားကြတော့ကိုမြတိုင်လည်းသူ့အတွင်းစိတ်ကိုနားမလည်ရကောင်းလားဆိုပြီးကျော်သားကိုစိတ်ဆိုးမှန်ဆိုနဲ့ဖြစ်သွားခဲ့ပါတယ်ဒီနေ့လည်းကျော်သားကိုနေထွက်လိုက်ပြီးကိုမြတိုင်ကိုဒေါသပြပြဖို့ရအတွက်အိတ်စီတလုံးအမြန်တိုက်ပြီးတော့ချော့သိမ့်လိုက်ပါတော့တယ် နောက်နေ့မနက်မှာတော့ကျော်သားကိုအိတ်ခတ်မှာထတ်တွေ့ရတော့နီနီလည်းကျော်သားကိုရဲတိုင်ပြီးတော့နှင်ထုတ်ပြစ်မယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့လည်းကျော်သားကသူဟာမြင့်လက်ပညာကိုယူသွတ်တဲ့လူငယ်တယောက်ဖြစ်တာကြောင့်မလို့ကိုမရတဲ့စီမှာမြင့်လက်ပညာလေးလာသင်ယူခြင်းလို့လာတာဖြစ်ကြောင်းကိုနီနီကိုအမှန်တိုင်းပြောပြလိုက်ပါတယ်။နီနီလည်းဝက်ကြီးတန်းကြီးနဲ့ပဲကျော်သားကိုကိုမရတဲ့နဲ့ပေးတွေ့ခိုင်းလိုက်ပြီးစကားပြောခွင့်ပေးလိုက်ပါတယ်။ ုမရရင်ကကျော်သားကိုချစ်ချင်းမေတ္တာနဲ့မြေလက်ပညာနှခုမှာဘဲရကိုရွေးချယ်မလဲလို့မိတော့ကျော်သားကချစ်ချင်းမေတ္တာဟာဘဝမှာအရေးကြီးဆုံးဖြစ်တာမို့လို့ချစ်ချင်းမေတ္တာကိုပဲရွေးချယ်ပါမယ်လို့ပြန်ဖြေလိုက်တာမို့လို့ကုမရရင်လည်းကျော်သားရဲ့ဖြေကိုသဘောကျသွားပြီးကျော်သားကိုတပည့်ဖြစ်လက်ခံပေးလိုက်ပါတယ်သူတင်ပြပေးမယ်မြေလက်ပြောက်ွက်တွေကိုတော့ဘသူကမှပြန်မဖောက်ဘူးလဲတစ္ဆာဆုခိုင်းလိုက်ပါတယ်ဒီလိုနဲ့ကုမရရင်ဟာသူ့ရဲ့မြေလက်ပြောက်ွက်တွေအကြောင်းရေးသားထားတဲ့မတ်စုစာအုပ်တို့ကိုကျော်သားကိုဖတ်ဖို့ပေးလိုက်ပါတယ်မြေလက်ယောဂထနေတဲ့ကျော်သားလေးအဲ့ဒီစာအုပ်ကိုတဲကြီးမဲကြီးဖတ်ရှုနေပြီးတော့ကိုမြရင်ကတော့အတိတ်တစ်ချိန်ကသူ့ရဲ့မြေလက်ဖြိုးပြမှုတွေကိုပြန်လည်တန်းတားအောင်မိနေပါတယ် အဲ့ဒီညမှာတော့နီနီယာအိမ်ပြန်ကနှိပ်မိမှုကိုမရတဲ့လည်းကြောသားကိုပဲအားကိုးနေရပါတယ်။ကိုမရတဲ့ကသူ့ကိုဂရင်းဘောတင်ပေးဖို့ကြောသားကိုခိုင်းလိုက်တော့အတွေ့အကြုံမရှိတဲ့ကြောသားလည်းမလုတက်မကင်တက်တွေဖြစ်ပြီးတော့ကိုမရတဲ့ဟာဂရင်းဘောမြောက်ဖက်နဲ့အချမ်းမြေပေါ်မှာတစောင်းကြီးလဲကျသွားပါတယ်။ကန်ကောင်းကျင်တော့အိမ်ပြန်ဖက်နှက်ချွန်တာရောက်နေတဲ့နီနီယာအိမ်ထဲကအတန်တွေကြားလို့ပြန်လှည့်လာမှာကိုမရတဲ့အဖြစ်ကိုတွေ့ပြီးတော့ကိုမရတဲ့ကိုဂရင်းဘောနေရာတကြပြန်တင်ပေးလိုက်ပါတယ်။နမောနမဲနိုင်တဲ့ကြောသားကိုတော့နီနီအမြင်ကတ်သွားခဲ့ပါတယ်။နောက်တစ်ပတ်လောက်ကြာတော့အုံမာရောက်လာပြီးကိုမရတဲ့ရဲ့အမှုချင်းတွေကိုဆွေးနွေးခဲ့ကြပါတယ်။ ကိုမြတ်ရည်ဟာသူ့ရဲ့ရေဒီယိုစီစဉ်ကနေတဆင်သူဖြစ်ချင်တဲ့ဆန္ဒတွေကိုလူအများကလက်ခံနားလည်နိုင်အောင် CEO ဟောပြောတင်တယ်လို့အုံမာကအကြံပေးလိုက်ပါတယ်။ဒီဘက်မှာတော့နေကကိုမြတ်ရည်ကိုဆက်ပြီးအသက်ရှင်နေစေချင်တာကြောင့်မိလောင်ရလေပစ်နေတဲ့အုံမာနဲ့စကားချေတင်ဖြစ်ကြပါတော့တယ်။အုံမာကလည်းသူမကကိုမြတ်ရည်နဲ့တီကျွမ်းရင်းနှီးလာခဲ့တာ၁၄နှစ်ရှိပြီမို့လို့ကိုမြတ်ရည်ရဲ့စိတ်ကိုနှောကျင်နေပြီဖြစ်ကြောင်းကိုပြောပြီးတော့နီနီကိုပြန်ပြန်တွေးလိုက်ပါတယ်။နောက်နေ့ရောက်တော့ကျော်စာကနီနီကိုတနေကုန်ဒီအိမ်မှာပဲအချိန်ကုန်နေမဲ့စာကိုမိသားစုတွေအချိန်ပေးတဲ့ညောင်ကိုပြောပြီးတော့အလုပ်ဖုတ်လိုက်တာမို့လို့နီနီလည်းသူ့အိမ်သူပြန်သွားခဲ့ပါတယ်။ ။ဒီနေ့ပြန်သွားမှကြော်စာလဲကိုမရတဲ့ခန်းထဲဝင်ပြီးတော့ကိုမရတဲ့အတွက်နေလစာပြင်ပေးရင်းနဲ့မျက်နှာချိုသွင်းနေပါတယ်။ကိုမရတဲ့ကနေလစာမစားမီကြော်စာကိုသူ့ငယ်ဘဝအကြောင်းကိုရှေးအောင်နောက်ပြစ်တွေပြန်ပြောပြပါတယ်။ကိုမရတဲ့ကငယ်တဲ့ကသူ့ဖေဆုံးသွားခဲ့တာကြောင့်ဝေးကြေးမပြေလည်ခဲ့ပဲသူ့မိဟာဘားရီမှာတခြင်းဆိုပြီးပဆက်ရှာခဲ့ရကြောင်းကိုပြောပြပါတယ်။ဒါမဲ့နောက်ပိုင်းမှာတော့စိုင်းတိုင်းပြိတ္တတွေကသူ့မိရဲ့တန်တွေကိုဝေဖန်ခဲ့ကြတာကြောင့်သူ့မိလည်းတခြင်းဆက်ဆိုဖို့အဆင်မပြေတော့ဘဲနဲ့စိတ်ဆင်းရဲခဲ့ရပါတယ်။တ냐မှာသူ့မိငိုယိုပြီးအိမ်ပြန်လာတော့ကိုမရတဲ့ကလည်းသူ့မိစိတ်ပြောင်းလဲဖြစ်တော့သူ့တက်တလောက်မှတ်တလောက်မြင့်လက်ပြောက်ွယ်လေးတွေပြပြီးတော့နှစ်သိမ့်ခဲ့ရပါတယ်။ ဒီလိုနဲ့နှစ်တွေကြာမြင့်လာပြီးကျွမ်းကျင်မြင့်လက်ပညာရှင်တယောက်ဖြစ်လာခဲ့တယ်လို့ဇာကြောင်းပြောပြခဲ့ပါတယ်။ကျော်စာဟာအစောပိုင်းမှာတော့ကိုမြရတဲ့မြင့်လက်ပညာတွေကိုအမိမလိုက်နိုင်ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့တဖြည်းဖြည်းလေးကျင့်ဖန်များလာပြီးကျွမ်းကျင်စစ်ဖြစ်လာခဲ့တာမို့လို့ကိုမြရတဲ့နေဒီလည်းကျော်စာကိုအားရကျင်းနေနေကြပါတယ်။နောက်နေ့ရေဒီယိုမှာတန်လွင်တော့ကိုမြရတဲ့ကသူ့ကိုယ်သူညင်သာသာအဆုံးစီရင်ဖို့ဆန္ဒရှိကြောင်းကိုသူ့ပြည်သက်တွေစီကိုပထမဆုံးလူသိရှင်ကြားအတိပေးကြေညာလိုက်ပါတယ်။ ကွန်မရင်ကိုပထမဆုံးဖုံးဆက်လာသူကတော့ကျော်သာဖြစ်ပြီးတော့ကျော်သာကကွန်မရင်ကိုသူ့ဆရာဖြစ်တဲ့တလုံးရှိနေစေခြင်းကြောင့်နဲ့ကွန်မရင်ရဲ့အစီအစဉ်ကိုသူလက်မခံကြောင်းပြောပြခဲ့ပါတယ်။ကျော်သာနဲ့မကဘဲကွန်မရင်ရဲ့ရေဒီယိုရှိုးကိုနားထောင်နေကြတဲ့ပရိသတ်တွေဟာလည်းကွန်မရင်ကိုကိုကိုအဆုံးစီရမယ့်ကိစ္စကိုလက်မခံခဲ့ကြပါဘူး။သူ့ဆန္ဒတွေကိုဘယ်သူမှနားမလဲပေးနိုင်ရအောင်လားဆိုပြီးကွန်မရင်လည်းကြွေးမိတူသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲနောက်၃ရက်လောက်နေတော့ညိုမီဆိုတဲ့မိန်းကလေးတူဟာကွန်မရင်စီကိုဆက်သွယ်လာခဲ့ပါတယ်။ညိုမီကတချိန်ကကွန်မရင်ရဲ့လက်ထောက်အကူဖြစ်လှုပ်လှုပ်ခဲ့ဘူးသူဖြစ်ပြီးတော့ကွန်မရင်နဲ့လည်းအချိန်ခဏချက်ချင်းဝင်ခဲ့ကြဘူးပါတယ်။ ကိုမြတဲ့မတော်ဆမှုဖြစ်ပြီးနောက်မှာတော့သူတို့နှစ်ယောက်အနေဝေးသွားခဲ့ခြင်းဖြစ်ပါတယ်။ညိုဘီကသူမဟာကိုမြတဲ့ရဲ့ဆန္ဒကိုအပြည့်အဝနားလည်တယ်လို့ပြောတာမို့လို့သူဘကထောက်ခံပေးမဲ့ပထမဆုံးပြိသက်တို့ထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။ဒီလိုနဲ့ကိုမြတဲ့လည်းတချိန်ကသူနဲ့ညိုမီတို့အတူတင်ဆက်ခဲ့ကြတဲ့မြေလက်ဖြောပြပွဲအကြောင်းကိုပြန်အောင်းမိရင်လည်းလွမ်းလာကြပြီးအဲ့ရတဲ့မှာငိုနေပါတော့တယ်။နောက်နေ့မနေ့မှာတော့ကိုမြတဲ့ဟာနီနီအုံမကျော်သားတို့နဲ့တူ TV ကနေသူ့အကြောင်းကြေညာနေတာကိုသတင်းထားထောင်နေခဲ့ပါတယ်။အိုမာကတော့အခုလိုလူတီများကြေထနေတဲ့အချိန်ဟာကိုမြရင်ကိုတိုင်းတရားဟုတ်တက်ဖို့အကောင်းဆုံးအချိန်ဖြစ်ကြောင်းကိုအကြံပေးပါရယ် ီလိုနဲ့ကိုမရတဲ့အိမ်ထဲကနေကားထဲရောက်အောင်ထီကိုလူနှစ်ယောက်ကတွဲခေါ်လာခဲ့ပေးရပါတယ်အမိုးဖွင့်ကားစီးလာတဲ့လမ်းတစ်လျှောက်မှာကိုမရတဲ့ဟာပဝင်းကျင်ရှုခွင်းနေနဲ့လူတွေသွာလာလှုပ်ရှားနေတဲ့မြင်ကွင်းတွေကိုငေးမောကြည့်ရှုရင်းနဲ့လိုက်ပါလာခဲ့ပါတယ်တရားရုံးတော်အုံမာကကိုမရတဲ့ကိုတရားသူကြီးတွေရှေ့မှောက်မှာတွဲဆိုရှင်းပြခွင့်ပေးဖို့လျှောက်လဲပါတယ်ဒါမဲ့လည်းသူတို့ရဲ့တရားပြန်ဖြစ်တဲ့နိုင်ငံတော်ရှေ့နေကအုံမာကိုကြားပြတ်ပြီးတော့အမှုကိုလမ်းလွှဲလိုက်ပါတယ်နီနီလည်းမတ်တပ်ထားရပြီးအုံမာနဲ့ဒူထွက်ဆိုပေးပေးမိမယ်လေတရားသူကြီးတွေကတော့အမှုကိုအာရုံမစိုက်ကြဘဲနဲ့ရန်နာလိုက်ပါတယ် တရားသူကြီးတွေကနောက်တစ်ချိန်ကြာရင်တရားရုံးမှာမဟုတ်ဖက်နဲ့ကိုမရတဲ့ရဲ့အိမ်မှာပဲလာရောက်ကြားနာမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။တရားရုံးကအပြန်မှာကိုမရတဲ့နီနီရဲ့ကြော်စားလို့တုံးဟာကမ်းရီတစ်ခုကိုခဏတာအလဲသွားပြီးတော့စားတော့ဆိုင်တိုင်းမှာညစာဆိုင်နဲ့စကားစီမီပြောခဲ့ကြပါတယ်။နောက်နေ့မနက်မှာတော့ကိုမရတဲ့ရဲ့အမေဖြစ်သူဒေါ်လာကျင်ရောက်လာပြီးတော့သူသားကိုတည်င်းလာမေးပါတယ်။ဒေါ်လာကျင်ကကိုမရတဲ့နဲ့ဆက်သွယ်မရှိတာအတော်ကြာခဲ့ပြီမို့လို့တားဖြစ်သူရဲ့အခြေအနေမှကိုတွေ့မြင်ပြီးတော့ဝမ်းနဲ့ပက်လက်ဖြစ်သွားပါတယ်။နောက်နေ့မှာကိုမရတဲ့ရဲ့အိမ်မှာမှုလာကြားနာတော့အိုမန်နဲ့ဒေါက်တာဝင်းပေတို့ဟာကိုမရတဲ့ဘက်ကနေအတီးတီးထွက်ဆိုပေးခဲ့ကြပါတယ်။ ဒေါက်တာဝင်းပြေကကိုမြရင်ရဲ့အချင်းတွေကတနေတခြားပို့ပို့အားနဲ့လာပြီးတော့ယတိပြက်ကူတာပေးနိုင်မယ့်နီလန်လည်းမရှိကြောင်းကိုထွက်ဆိုပါတယ်။နီနီနဲ့ကျော်စာတို့ထွက်ဆိုပေးပြီးနောက်မှာတော့နိုင်ငံတော်ရှေ့နေကကိုမြရင်ဟာမတော်တဆမှုဖြစ်ပြီးနောက်မှာစိတ်ကျဲမာကြီးပုံမှန်မဟုတ်တော့တာကြောင့်ဒါကြောင့်သူဆန္ဒကိုလိုက်လျောပေးဖို့မဖြစ်နိုင်ကြောင်းကိုပြန်ချေပပါတယ်။ဒေါ်လာချင်းရဲ့လက်ရောက်တော့ဒေါ်လာချင်းကလူတိုင်းဟာကိုပွားနဲ့ကိုမှုလို့သူ့သားရဲ့ကိုပိုင်ဆုံးဖြတ်ချက်ကိုလေးစားတင်ကြောင်းနဲ့အမေရင်းဖြစ်တဲ့သူမကိုယ်တိုင်ကတားဖြစ်သူရဲ့နောက်ဆုံးဆန္ဒကိုလိုက်လျောပေးဖို့စိတ်ပြင်ဆင်ထားပြီးဖြစ်ကြောင်းကိုရှောက်ထားပါတယ်။ နောက်ဆုံးမှာသူထွက်ဆိုရမယ့်အလှည့်ရောက်တော့ကိုမြတဲ့ကကျော်စားကိုတစ်တာကြီးတစ်လုံးကိုယူလာခိုင်းလိုက်ပြီးတော့အဲ့ဒီတစ်တာကြီးထဲမှာနိုင်ငံတော်ရှင်းနေကိုတမိနဲ့ကြောင်အောင်အလုံးပိတ်ဝင်းနေခိုင်းလိုက်ပါတယ်။ကိုမြတဲ့ကသူဟာဒီလိုကျင်းကျက်တဲ့ဘဝမျိုးကိုနှစ်ပေါင်းများစွာနေလာခဲ့ရတာဖြစ်ကြောင်းကိုတရားသူကြီးတွေနားလည်သွားအောင်ပြသလိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒီညမှာမိုးရီတဲကြီးမဲကြီးရွာပြီးတော့မျက်နှာကျအပေါက်တပေါက်ကနေမိုးစစ်ပေါက်တွေဟာကုမြရရင်မျက်နှာပေါ်ကိုတပေါက်ပေါက်ကျနေခဲ့ပါတယ်။အကူညီလန်းခေါ်ပေးမဲ့လဲကြော်စွာရောဒေါ်လာချင်းရောမကြားကြပါဘူး။ နောက်နေ့မနေ့မှာနီနီရောက်လာတော့ကိုမြရရင်အဖြစ်ကိုတွေ့ပြီးတော့နီနီနဲ့ကြော်စားလဲကိုမြရရင်ကိုနွေ့နွေ့ထွေးထွေးဖြစ်တော့အောင်ပြန်နေရာချပေးလိုက်ကြပါတယ်ကိုမြရရင်ကသူ့အမိနဲ့တူမနက်စာစားဖို့ကြော်စားကိုတွားခေါ်ခန်းခဲ့ပေမဲ့လည်းဒေါ်လာကျင်ကအခန်းထဲမှာအသက်ပြောင်းနေခဲ့ပြီဖြစ်ပါတယ်ဒေါ်လာကျင်ရဲ့အတုမမှာကိုမြရတဲ့တခြင်းတစ်ပုတ်ကိုဝမ်းနည်းစွာသီဆူနေခဲ့ပါတယ်အဲ့ဒီတခြင်းအားဆိုရင်သူ့အမိအရင်တော့ကဘာမှဖြောပြခဲ့ဘူးတဲ့တခြင်းအောင်တစ်ပုတ်ဖြစ်ပြီးတော့သူ့အမိကိုနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ပြန်ဆိုပြခြင်းဖြစ်ပါတယ်နောက်တနေ့ရေဒီယိုအစီအစဉ်တက်ဆက်ချိန်မှာကိုမြရရဲ့တခြင်းကတငယ်ချင်းဟောင်းမြေလက်ပညာရှင်တူဦးဖြစ်တဲ့တိန်းထွန်းကဆက်သွယ်လာခဲ့ပါတယ် တင်းတို့ကကိုမြတင်ရဲ့တင်းကိုကြားလိုက်ရလို့စိတ်မကောင်းစကားပြောခဲ့ပြီးတော့သူ့ပြစ်တွေကိုခွင့်လွှတ်ပေးဖို့ကိုကိုမြတင်ကိုတောင်းပန်ပါတယ်။ကောက်ကျစ်ရုံမာတဲ့တင်းတို့ဟာတချိန်ကကိုမြတင်မျက်လက်ဖြောပြီးနေတော့မှကျုပ်ပြက်ပြီးအမြင့်ကနေပြုတ်ကျသွားအောင်နောက်ွယ်ကနေကြံစီခဲ့ခြင်းဖြစ်ပါတယ်။တင်းတို့လည်းသူ့ပြစ်တွေကိုအခုမှပြန်တော်ရရနေပြီးကိုမြတင်ကတော့အဖြစ်မှန်အလုံးကိုအရင်ကတည်းကရိမ့်မိနေခဲ့ပါတယ်။နောက်တနေ့မနေ့မှာကျော်စွာကသူ့ရဲ့ပထမအဦးဆုံးတကူတော့မြင့်လက်ဖြိုပြပွဲကျင်းပဖို့အစီအစဉ်နေကြောင်းကိုကုမြရင်ကိုလာပြောခဲ့ပါတယ်။ ။မှန်တော့ကျော်သားဟာကိုမြတင်ကိုအကောက်ကြံခဲ့တဲ့တိန်ထွန်းရဲ့တားဖြစ်နေပြီးတော့ကျော်သားကသူ့ကိုခွန့်လွှတ်ပေးဖို့ကိုမြတင်ကိုတောင်းပန်ပါတယ်။ကိုမြတင်ဟာကျော်သားရဲ့အကြောင်းကိုအရင်ကတည်းကတီးပြီးသားဖြစ်နေတာမို့လို့အပြစ်မဆိုခဲ့ပါဘူး။ကျော်သားဟာသူ့ရဲ့နောက်ဆုံးမြင့်လက်ပြကွက်တစ်ခုကိုပြသပြီးနောက်မှာတော့ကိုမြတင်စီကနေနှုတ်ဆက်ထွက်ခွာသွားပါတော့တယ်။တိတ်မကြခင်မှာပဲနီနီရဲ့ယောက်ျားဖြစ်တဲ့ချက်ကြီးဆိုသူရောက်ရှိလာပြီးတော့နီနီကိုကိုမြတင်နဲ့တမုတ်ပြီးရိုက်မောင်းပုံမောင်းအကြံဖက်ပါတော့တယ်။လူရန်ကားကိုချက်ကြီးရဲ့ပြုတ်မှုကြောင့်မချစ်တင်ခဲ့ဖြစ်နေမိပေမဲ့လည်းနီနီကိုဘလုံးမမကာကွယ်ပေးနိုင်ခဲ့ပါဘူး။ အဲ့ဒီညနေခင်းမှာဒေါက်တာဝင်းဖေရောက်ရှိလာပြီးတော့ကိုမရရင်အခြေအနေဟာတဖြည်းဖြည်းနဲ့ဆုပ်ယုပ်အားနည်းလာတာကြောင့်ဆေးရုံတက်တဲ့ကြောင့်ကိုအကြံပေးပါတယ်။နိနိကိုစိတ်မချဖြစ်နေတဲ့ကိုမရရင်ဟာလည်းသူ့အင်ကနေမခွာလို့တာကြောင့်ဆရာဝန်ရဲ့အကြံပေးချက်ကိုလက်မခံနိုင်ခဲ့ပါဘူး။အပြင်မှာတော့လူတိုင်းဟာကိုမရရင်ရဲ့အမှုကြားနာဖို့စိတ်ဝင်စားစောင့်မျှော်နေခဲ့ကြပါတယ်။အိန္ဒိယတမိုင်းမှာမိမိကိုမိမိအဆုံးစီရင်ခွင့်ပြုဖို့တောင်းဆိုတဲ့ပထမဆုံးမှုဖြစ်နေတာကြောင့်နိုင်ငံတစ်ခုလုံးလည်းရုပ်ရုပ်တဲတဲဖြစ်နေကြပါတယ်။ဒါမဲ့လေတရားရုံးဟာကုမြရရဲ့ဆန္ဒကိုလိုက်လျောမပေးဖို့ဆုံးဖြတ်ချက်ချလိုက်တာကြောင့်သူဟာတစ်သလုံးဂီလာနာဘွားနဲ့ပဲနေထိုင်သွားရဖို့ကံပါလာပါပြီ။ လူအများစုဟာလည်းအဲ့ဒီသတင်းကြောင့်စိတ်မကောင်းဖြစ်ကုန်ကြပါတယ်။အမှုကျမ်းနာပြီးနောက်မှာတော့နီနီပြန်ရောက်လာခဲ့ပြီးသူ့အကြံနဲ့ကွာရှင်းခဲ့ပြီးဖြစ်ကြောင်းကိုကိုမရင်ကိုပြောပြပါတယ်။နီနီကသူမဟာကိုမရင်ကိုစာနာတာကြောင့်သူ့ရဲ့နောက်ဆုံးစာနာကိုဖြည့်ဆည်းပေးလို့ကြောင်းကိုပြောပါတယ်။ကိုမြရင်ကတရားရုံးကခွင့်မပြုတဲ့ကိစ္စမို့လို့နီနီထောင်ချသွားနိုင်တယ်လို့ရှင်းပြပေးမယ်လေ။နီနီကကိုမြရင်ပေါ်မြေတားရှိနေခဲ့တာကြာပြီမို့လို့ထောင်ချရမယ်ဆိုရင်လည်းဂယုမဆိုင်ဘူးလို့ပြန်ပြောပါရယ်။ကိုမြရင်ဟာနီနီရဲ့ချစ်စက်ချစ်မှန်ကိုနားလည်သိရှိသွားပြီးတော့ကိုကိုကိုအဆုံးစီရင်ဖို့ကိုမစင်းစားတော့ဘဲနဲ့နီနီကိုပဲလက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ်။ ဒီလူနဲ့ကိုမြတ်နေဟာသူ့အိမ်မှာပါတီပွဲတစ်ခုကျင်းပပြီးသူ့သူငယ်ချင်းမိတ်ဆွေတွေကိုဖိတ်ကြားခဲ့ပါတယ်။ကိုမြတ်နေကသူ့နာမှာအေတုပူများရှိနေပြီးခဲ့ကြတဲ့မိတ်ဆွေတွေကိုကျေးဇူးတင်စကားပြောပြီးနောက်မှာတော့သူဟာနီနီနဲ့လက်ထပ်တော်မှာဖြစ်ကြောင်းကိုပရိသတ်တို့ကိုတီးပေးလိုက်ပါတယ်။ပရိသတ်တွေလည်းသူတို့နှစ်ယောက်ကိုကောင်းကြီးပေးခဲ့ကြပြီးလက်ခုပ်အော်ပါပေးပြီးဂုဏ်ပြုခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ကိုမြတ်နေကနီနီပဲလှည့်ကြည့်ပြီးသူ့ကိုစနစ်နဲ့ကြောင်းနီကပ်ပြုစုစောင့်ရှောက်ပေးခဲ့တဲ့သူ့ရဲ့ဇနီးနောင်လေးဖြစ်သူနီနီကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်။နီနီလည်းကိုမြတ်ရင်ကိုအနမ်းပေးလိုက်ပြီးနောက်မှာတော့ကိုမြတ်ရင်လည်းတရှင်တဲ့ဘုတ်ကိုတီးဆိုးဖျော်ပြခြင်းပါပတီကိုအဆုံးသက်လိုက်ပါတော့တယ် ကန္နာယလိုချောက်သွေ့နေခဲ့တဲ့ကုမြတင်ရဲ့ဘဝဟာအခုတော့အချစ်စစ်နဲ့တွေ့ပြီးတဖန်သားရဆူပြေလာခဲ့ပါပြီ။မိတ်ဆွေတို့ရောနီနီလိုပါရမီဖြည့်ပြည့်ကောင်းကိုရှာတွေ့ကြပြီလား။နားစင်အားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ပီကာဆူအန်တာတိတ်မန့်ကို Lion Secret လောက်ထားရင်တော့အမြန်ဆုံးရှာတွေ့နိုင်မှာဖြစ်ပါတယ်။